ကိုရိုင်းငလီနယ်ကြုံတွေ့နေရတဲ့ကြားကစားနေရိတ်ခါတွေလှူဒန်းမှုစတူဒီတာပြုပေးနေတဲ့ပို့ကြောင့်မင်္ဂလာပါပရိသတ်ကြီးရှင်အခုဒီဆက်ပေးမယ့်ចောင်းရလီကတော့ကိုရိုင်းငလင်းပေးကြီးနဲ့ကြုံခဲ့ရပြီမြင်လင်းတန်သည့်ပြည်သူတွေအတွက်စားနေရိတ်ခါလှူဒန်းမှုတွေနဲ့စတူဒီတာကျွေးမွေးမှုတွေပြုလုပ်ပေးနေသူမင်းသမီးပို့ချပြုခင်ရဲ့ចောင်းလေးကိုဖော်ပြတင်ဆက်ပေးမှာပဲဖြစ်ပါတယ်ရှင် မြန်မာနိုင်ငံမှာလှုပ်ခတ်သွားခဲ့တဲ့ဆဲဘက်ဘွေဆဲဘက်အစည်းရှိငလင်းဘေးကြီးကမြန်မာနိုင်ငံရဲ့ဒုတိယကြီးဆုံးမြို့တော်ကြီးဖြစ်တဲ့မန္တလေးမြို့မှာတိုက်တာစာအုပ်တွေရောလူသက်တွေရောများစွာဆုပ်ရှုပ်ခဲ့ရတာလည်းဖြစ်ပါရည် မင်းသမီးပို့ချပြုခင်အိမ်အောင်ကြပြီးချိန်လေးကမန်လေးမြို့မှာခင်မိုးဖြစ်သူနဲ့တူလိုက်လံနေထိုင်ကမိသားစုတစ်ခုကိုတူထောင်ခဲ့တာဖြစ်ပြီးတော့မန်လေးမြို့ကြီးမှာပဲဆေးရွှေနာဆိုင်ကြီးကိုဖွင့်လှစ်ခါဦးစီးလုတ်ကိုင်းနေသူဖြစ်ပါရီမန်လေးမြို့မှာအခုလိုဖြစ်ရဆိုငလင်ကြီးနဲ့ရင်ဆိုင်ခဲ့ရတဲ့အချိန်မှာသူမရဲ့အိမ်ရောဆိုင်မရောအများကြီးတူထိခိုက်ပျက်စီးခဲ့ရပေမယ့်အများဒုက္ခရောက်နေချိန်မှာသူမရဲ့အင်အားနဲ့ရှေ့ထွက်လာခဲ့ကဒုက္ခရောက်နေသူလူအများကိုကူညီပေးနိုင်ဖို့အားကျမန်တဲလူတန်းမှုတွေပြုလုပ်ခဲ့တာပဲဖြစ်ပါရီ ပို့ကြောင်ငလင်းတန်တင်ပြည်သူတွေအတွက်စားနေရိတ်ခါပိုင်းမှာကုညီထောက်ပံ့မှုပြုလုပ်ပေးနေကြတာဖြစ်ပြီးတော့သူမရဲ့လူမှုကွန်ရက်စာမျက်နှာမှာအခုလိုကြေညာထားကြတာပဲဖြစ်ပါရင်အေဗီလာတရနေမှာစားပြီးတော့နေ့စဉ်ထမီဘွန်စတူရီသားချက်လူရန်အတွက်ကြိုပြီးတော့ပြင်ဆင်နေပါပြီ။ပါဝင်ကုညီပေးကြတဲ့ဆိုတော့မိုးထက်မြင့်ဖောင်တော်ပြည်ရဲ့မှာမမိုးထွေး မုတ်တီအောင်စီနဲ့ချစ်မိတ်ဆွေများအားလုံးကိုကျေးဇူးထူးတရှိပါရရှင်။အိမ်ထဲဆိုင်တွေးပိုက်ကတော့ငယ်လင်းတဲ့ကြောင့်အနေငယ်ထိခိုက်ပျက်စီးမှုများရှိတာကြောင့်အချိန်တိုင်းတာတစ်ခုတည်းရနာပီကေထိုးစိတ်ဆိုင်ကိုရှာဟီပိတ်ထားပါရရှင်။ကျမတို့မိသားစုမှာအစွမ်းရှိသလောက်ဝင်အားလူအားစိုက်ထုတ်လူတန်းပေးပါမယ်ရှင်။လက်တလုံးမှာတော့မလေးမြို့တွင်မှရှိတဲ့ငရင်တဲခက်စားရတဲ့ပြည်သူများတွေထမင်းမှုရေတက်နဲ့လိုအပ်မဲ့အကူအညီဖြစ်စေနိုင်မဲ့လူသုံးကုန်ပစ္စည်းများကိုလိုက်လံထူထမ်းပေးမယ်ပြီးအေဗီလာတီကန်ဒီမှာစပြီး66လမ်းနဲ့100ကိုလမ်းတောင်ရှိ NRPK ထုံးစိတ်ဆိုင်ရှိမှလဲ င်နေ့စဉ်ထမင်းပိုစတူဒီတာဝင်ပေးမှာဖြစ်လို့အကူအညီလိုသူများလာရောက်သုံးဆောင်နေမှာရဲ့ရှင်ဆိုပြီးတော့ထမင်းစတူဒီတာနေတိုင်းကျွေးသားမဲ့ကြောင်းကြေညာထားခဲ့တာပဲဖြစ်ပါသည်ပရိသတ်တရတော့သူမကိုယ်တိုင်ဒီလိုဆိုးဝါးလာတဲ့ငလင်ဘေးကြီးကိုကြုံလိုက်ရသလိုကိုယ်တိုင်လည်းကိုဝင်လွယ်ထားရတဲ့ကာလဖြစ်ပေမယ့်ငလင်တန်တဲ့ပြည်သူတွေကိုစတူဒီတာကျွေးပေးဖို့အတွက်ကိုယ်တိုင်အားတက်တရဝင်ရောက်လုပ်ကင်နေတဲ့ပို့ချရဲ့စိတ်ထားလေးကိုအခုလိုချီးကျူးပြောဆိုမှုတွေပြုလုပ်ခဲ့ကြတာပဲဖြစ်ပါသည် သဘောကြရင်မိခင်စိတ်တဲ့ရှိတာရောလူစိတ်ရှိတာရောအခက်အခဲတွေဖြစ်နေချိန်မှာအလူတန်းပေးကြလို့အတိုင်းအဆမရှိဝမ်းသာမိပါရင်ဒီချက်မကကြီးဝါတိုးတဲ့အောင်မြင်ကြပါစေခင်ဗျာချမ်းသာတော့လေအခုလိုများကြည့်လို့နိုင်တာပေါ့တကယ်ချမ်းသာမှုစက်ကပေးကန်းလူတန်းချင်မှာတာတို့တာတို့ပါ နောက်လည်းအများကြီးစိတ်ရှိတိုင်းလှုပ်ပေးနိုင်ပါစေမင်းသမီးရဲ့စိတ်ထားကောင်းလို့လေဒီလိုဘဝကိုရောက်လာနိုင်တာပေါ့မျက်နှာလေးမှာစေတနာတွေပြည့်ဝနေတာအတိုင်းသာမြင်ရတယ်ဆိုပြီးတော့ဝေယမချက်ပြုပြောဆိုခဲ့တာကိုတွေ့ရတာပဲဖြစ်ပါတယ်ပရိသတ်တရားစေဦးလေးရဲ့သူမတို့မိသားစုဘေးကင်းတာကိုပဲများစွာဝမ်းသာပေးခဲ့ကြတာပါပရိသတ်ကြီးတို့ရောစိတ်ထားမှုမြင်လာတဲ့ပို့ချတော်မိသားစုလေးကိုနှစ်သက်သဘောကျရဲ့လားဆိုတာကွန်မန့်မှာပြောသားပေးခဲ့ပါအောင်ရှင်ပရိသတ်တရားချက်စီတိုင်းလေးတဘာဝဘေးအန္တရာယ်ကြီးမှာကင်းလို့ပြီးတော့ ကျမ်းမာဒုက္ခတွေနဲ့ပြည့်စုံနိုင်ပါစေကြောင်းကျမတို့ရဲ့ပေးလေးကနေပြီးတော့ဆုတောင်းမေတ္တာစကားလေးလက်စာပါလိုက်ပါစေနော်။ငလင်ပေးချီကနေတွေ့ကြုံခဲ့ရတဲ့လူသားအားလုံးလည်းစိတ်ချမ်းသာကိုကျမ်းမာနဲ့အမြဲဆုံးကျမ်းမာနိုင်ပါစေရှင်။